ပဲခူးမြို့ဆူတောင်းပြည့်ရွှေမော်တော်ဖရာရှင်ရနာဝန်မှာအောက်တိုဘာလ2ရက်ညနေပိုင်းကပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကဦးဆောင်ပြီး MSME လေယာသုံးစက္ကရိယာပစ္စည်းထုတ်ကုန်များပြပွဲပြိုင်ပွဲဖွင့်ပွဲခန္ဓာကိုကျင်းပခဲ့ပါသည်။ရှေးဦးစွာ MSME လေယာသုံးစက္ကရိယာပစ္စည်းထုတ်ကုန်များပြပွဲပြိုင်ပွဲဖွင့်ပွဲခန္ဓာကိုစမုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီတန်၊ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးစွေဝင်း၊လုံခြုံရေးနှင့်နေဆဲရှေးရဝန်ကြီး၊စီးပွားရေးရဝန်ကြီးနဲ့ င်တာဝန်ရှိသူများကဖွင့်ပွဲအဝင်မဟုတ်ဘူးဆိုင်းဘုတ်ကိုဖဲချိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါတယ် အဲဒီနောက်ပြည်ထောင်စုဝန်ကြီးနဲ့တိုင်းဒေသကြီးဝန်ကြီးချုပ်တို့ဟာဘကိုးတိုင်းဒေသကြီးရဲ့အတွင်းမှထုတ်လွှင့်၍ပြည်내နဲ့တိုင်းဒေသကြီးများသို့ဖြန့်ဖြူးပေးလျက်ရှိတဲ့လေယာသုံးစက္ကရိယာပြာခန်းများကိုလှည့်လည်ကြည့်ရှုအားပေးခဲ့ရာပြာခန်းအလိုက်လေယာသုံးစက္ကရိယာထုတ်လွှင့်သူများကရှင်းလင်းပြောကြားခဲ့ကြပါသည်။ဘကိုးတိုင်းဒေသကြီးအစိုးရဖွဲ့ကဥဆောင်ပြီးစိုက်ပျိုးသိမ်းထန်အလိုက်ပန်းတိုင်းအထွန်းထုံးရရှိရင်မီယိုဖလာစိုက်ပျိုးနေစနစ်မှာသိပ္ပံနေကြစက်မှုလေယာစနစ်တို့ပြောင်းလဲနိုင်ရေးရှိဝဲပြီး MSME လေယာသုံးစက္ကရိယာ စ္စည်းထုတ်ကုန်များပြပွဲပြိုင်ပွဲကိုကျင်းပပြုလုပ်ပေးခြင်းဖြစ်အောင်မြို့နယ်28မြို့နယ်မှာထိုးလျက်ရှိတဲ့ကောက်ဆိုင်ဆက်ကရိယာအမျိုးမျိုးစပားအချောက်ခံဆက်ဘတ်ဆောင်တို့ချွေးလေးဆက်အမျိုးမျိုးမျိုးစေးချဆက်အမျိုးမျိုးပေါင်းလိုက်ပေါင်းရှင်ကရိယာအမျိုးမျိုးဆေးဖြန်းဆက်အမျိုးမျိုးနဲ့ဆက်ဆက်ပစ္စည်း150ကျော်ကိုဆိုင်ကန်ပေါင်း44ကန်းနဲ့ခင်းစင်းပြသထားပြီးအနေနဲ့အရရမှတောင်းသူများစိတ်ဝင်တစားလာရောက်လည်လာဝယ်ယူလျက်ရှိကြောင်းသိရှိရပါတယ်ရှင်။